တညာလဲနဲ့1 million view လောက်ထိကြီးကြတဲ့ဖုန်းဆိုင်ကိစ္စမင်္ဂလာပါ audio byte စောင်းနိုင်ငံနဲ့ကြိုဆိုပါတယ်ဒီကမှာတော့တညာလဲနဲ့1 million view လောက်ထိကြီးကြတဲ့ဖုန်းဆိုင်ကိစ္စကိုပြန်လည်တင်ပြပေးမှာဖြစ်ပါတယ်ကဲဒီတစ်ခါလဲလာပြန်ပါပြီနောက်တစ်ဆိုင် original မှန်လို့ပြောရအောင်ပြီးတော့ original မှန်မဟုတ်ဘူးဖြစ်နေတာတဲ့ဒီနေရာမှာကြုံလို့ခမင်းရှင်တို့ကိုအကြံလေးတစ်ခုပေးပါမယ် ။ဘာလဲဆိုတော့စကန်ဖုံးတွေမဝယ်ကြပါနဲ့။ဒီလိုပြောတော့စကန်ရောင်းတဲ့ဖုံးဆိုင်တွေကဝိုင်းပြီးဆဲကြပါလိမ့်မယ်။ဆဲလည်းမတတ်နိုင်ပါဘူး။ကျွန်တော်ပြောလိုက်တဲ့စကားကြောင့်မသိနားမလည်သူတစုံတစ်ယောက်လောက်အကျိုးရှိသွားရင်ကိုပြောရချိုးနဲ့တယ်လို့ယူဆပါတယ်။အားအကြောင်းထပ်ပြောပေးပါမယ်။စကန်ဖုံးတွေမဝယ်ကြပါနဲ့။ဒါပေမဲ့ဒီစကားကိုကျွန်တော်အလုံးမပြောပါဘူး။ဒီအချက်နှစ်ချက်ပေါ်အခြေခံပြောပါရစေ။ ဒီနှစ်ချက်နဲ့ညီရင်စကန်ဖုံးတွေမဝယ်ကြပါနဲ့နံပါတ်၁ချက်ကိုယ်တိုင်ကဖုံးတွေအကြောင်းဖုံးမှာဖြစ်တဲ့ error တွေအကြောင်းလက်ရှိပေါက်နေတဲ့ဖုံးရဲ့အသစ်စေးစကန်စေးဒါတွေကိုနားမလည်ပဲစကန်ဖုံးကိုလုံးဝမဝယ်ပါနဲ့ဒီလိုပြောတော့အမောင်ရံကောင်းတဲ့ဆိုင်တွေလည်းရှိပါသေးတယ်လို့ဆိုခြင်းဆိုကြပါလိမ့်မယ်အခုကျွန်တော်ပြောတဲ့အချက်တွေမှနားမလည်တဲ့သူတွေကဖုံးဆိုင်ကပေးတဲ့အမောင်ရံကိစ္စလည်း နားမလည်ကြပါဘူးအားကြောင့်လိုရင်းပြောရရင်ဖုန်းကြောင်းနားလဲသူမဟုတ်ရင်စကင်ဖုန်းမဝယ်ပါနဲ့နောက်ဒုတိယချက်ကဈေးကွက်မှာ အတွေ့အများဆုံးဝမ်မီ note series ဖုန်းများတဲ့ဟာအစ်စ်ပါကင်ဆိုင်တွေမှာရောင်းနေသေးတဲ့ဆိုရင်အဲ့ဒီ model မျိုးကို စကန်ဖုန်းလုံးဝမဝယ်ပါနဲ့ဘာလို့လဲတခါတလေတချို့စကန်ဖုန်းဆိုင်တွေကအစ်စ်ပါကင်ရောင်းတဲ့ဆိုင်ထက်တောင်ဈေးပိုများနေလို့ပါ ဈေးပုံမများဘူးဆိုရင်တောင်မှ၄-၅000ပဲกว่าရပါတယ်။အဲ့ဒီတော့၄-၅000เนี่ยအာယုံအနောက်မခံမှာ ਨੇ အစ်စ်ပဲဝဲကြိုက်မှာ။အခုချိန်ဆိုရင် Redmi Note 12တွဲအနေနဲ့ Note 7, Note 14, Note 15အထိဈေးကွက်ထဲမှာအစ်စ်ပါကင်တွေရှိပါသေးတယ်။အဲ့ဒီ model series ကြီးဝယ်မဲ့သူများအနေနဲ့အစ်စ်ဆိုင်ကအစ်စ်ပဲဝယ်ပါ။တချို့စကန်ဆိုင်တွေကအစ်စ်ဆိုင်ထက်တောင်ဈေးများနေပါတယ်။ အခုရက်ပိုင်းမှာဆိုရင် ဖုံးစေးတွေလည်းတော်တော်လေးကျနေပါတယ်။နမူနာတစ်ခုပြောပြပါမယ်။အခု1မီ93ဘလိုတွေအစ်စ်ရောင်းတဲ့ဆိုင်က9,500ကျော်ပဲရှိတော့တာပါ။ဒါပေမဲ့စကင်ရောင်းတဲ့ဆိုင်တွေကတော့ဈေးကျတယ်ဈေးကျတယ်ပရိုမိုးရှင်းပေးတယ်ကက်စပတ်ပေးတယ်ဘာညာနဲ့ခင်ကုန်းအော်ပြီး6သိန်းကျော်နဲ့ရောင်းနေကြတော့မှာဒါကအတုခံလက်သူစားစနစ်လို့ပြောရမှာပါဒီလိုမျိုး အခုကျွန်တော်ပြောတဲ့ Redmi Note 73 Pro အသေးရောင်းတဲ့ဆိုင်က9သိန်းကျော်မှစကန်ရောင်းတဲ့ဆိုင်တွေကဈေးကျတယ်ဆိုပြီး6သိန်းကျော်ရောင်းနေဆိုင်တွေအများကြီးရှိပါတယ်။အဲဒါကြောင့်မို့စကန်ဖုန်းကိုမဝယ်ပါနဲ့လို့ပြောတာပါ။အခုပြောခဲ့တာတွေအတွက်အနည်းပြန်ချောရရင်တော့နံပါတ်1ဖုန်းကြောင်းဘာမှနားမလည်ရင်စကန်ဖုန်းမဝယ်ပါနဲ့။ Redmi Note 12နဲ့နောက်ထပ်ဖုန်းတွေစကန်ဖုန်းမဝယ်ပါနဲ့လို့အကြံပြုတိုက်တွန်းလိုက်ပါတယ်။အခု ူကိုယ်တိုင်ဖုံးချောင်းနားမလည်လို့အော်မန်လားပါလားမစစ်တပ်ဖက်နဲ့သွားဝယ်လိုက်လို့နောက်မှန်နဲ့ညားနေရဆိုတော့လက်ရှိတက်တော့မှာဟောက်နေတဲ့ဗီဒီယိုကို ပြန်လည်ဖွင့်ပြပေးပါမယ်哎，我们看不见，看不到呀，喏，好几个门都堵。 没有了吧？没有。哎也不都是什么？不不，俺们现在你们不买家具了？不是。你们交好了？不交钱，不钱。哎呀，这个我玩了，现在现在比较喜欢，喜欢好几样东西啊，好几样东西我都喜欢，谁记你帮我看看手机上有没有？有。哎，手机上哎，帮我看看我那马路宽不宽？马路都比我们眼睛在那瞄，再加一我也想。 တာကိုကိုလိုက်တာဟောငါပြောလို့အစဉ်ပြေပြေမပြေငါပြဿနာထက်ရှားပါတော့ငါပါဆိုတော့တိလာဆက်လာဟုတ်ကဲ့ကျေကျေတော့ပြောတယ်ဟုတ်ကဲ့အလုံးမြင်ပြီးကြတဲ့အတိုင်းပါပဲသူကိုယ်တိုင်မသိမစစ်တတ်တဲ့အတွက်မလိုလားတဲ့ပြဿနာတွေရှည်လျားကုန်ပါတယ်နောက်တစ်ခုကအရင်ကလည်းပွဲဖြစ်ဘူးတော့အားနေလို့ပွဲထက်ရှားလည်းဖြစ်နိုင်တယ်လို့ဆိုင်နဲ့ညှိနှိုင်းပြီးကြော်ညာရိုက်တာလည်းဖြစ်ချင်ဖြစ်နေနိုင်ပါတယ်ဒါကတော့ သူတို့မှအမှန်သိမှာပါအဲ့ဒါကြောင့်မို့ကျွန်တော်အစောကအကြံပေးခဲ့သလိုကိုယ်တိုင်ဖုံးချောင်းနားမလဲရင်စကန်ဖုံးမဝယ်ကြပါနဲ့အသစ်ဆိုင်တွေမှာ ပါကင်ရနေတဲ့ဝမ်မီဖုံးတွေကိုစကင်းမဝယ်ကြပါနဲ့လို့စေနာများစွာနဲ့အကြံပြုတိုက်တွန်းလိုက်ပါတယ်လူချင်းချင်းလက်ပတ်ချင်းကင်ဝေးကြပါစေအစောထိနားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ